ဂျန်နီအော်မူဘာရီဖြစ်နေလေအလုံးမင်းမင်္ဂလာပါ OK ဘက်ကနေချူဆိုပါရီတကယ်တော့ဒီကစားသမားကနံပါတ်10နေမှာဆိုရင်တော်တော်ကောင်းပြီးတော့အရေးချင်းရှိတာကြောင့်အသင်းကြီးအများကြီးလိုချင်တဲ့ကစားသမားပါရူအသန်60ဝန်းကျင်နဲ့ဘာစီလိုနာကိုရောက်သွားခဲ့ပါရီသူကိုယ်တိုင်ကလည်းဘာစီလိုနာကိုသဘောကျတာပါပါဘာစီလိုနာကိုသူရောက်လာတော့လေသူအများကြီးဆန်းဆောင်ပြနိုင်ခဲ့တယ်လို့ပဲစပိန်သင်းရဲ့ရူအောင်မြင်မှုမှာလေသူကတော်တော်လေးကိုပေါ်လွင်ခဲ့တာပါသို့သောနောက်ပိုင်းနိုင်ငံတကာဘာစီလိုနာပြည်သက်တွေအကြောင်းမှာသူအကြောင်းကစန့်ကျင်ဘက်သဘောတည်နဲ့ပြောလာကြတာတွေ့ရပါပြီ အထူးသဖြင့်တော့ဒီယာဒီမာသူရဲ့ပေါင်ရင်ပသက်မှုကအရန်နေနေတာခြေစွမ်းလေးသိပြီးတော့မပြနိုင်တယ်လို့ဖြစ်နေတာပွဲထွက်ခွင့်တွေကလည်းအရန်ကိုနေတာဒါရီကြောက်ပါပြီဆိုတော့အော်မိုဘာရီဖြစ်နေတယ်လေဆိုတော့ပြောစရာကြီးဖြစ်လာခဲ့ပါပြီအမှန်တော့အော်မိုမခေါ်ယူရင်လည်းကတချို့ဘာစလိုနာဖန်နီနဲ့သုံးသက်တဲ့သူတွေကမိခုနေထုတ်ခဲ့ကြတာမျိုးရှိခဲ့ပူပါပြီမြန်မာနိုင်ငံမှာတော့သိပြီးတော့မသိလိုက်ကြပါဘူးတချို့ကအော်မိုခေါ်ယူတဲ့ကိစ္စကိုသဘောမကျတာ ਈ တောင်ရှိတာပါ ါကစားသမားရဲ့ခြေစမ်းကြောင့်မဟုတ်ဘဲနဲ့အဓိကအဖြစ်တော့အကြောင်းနှစ်ချက်ကြောင့်သဘောမချခဲ့ကြတာပါ။အဲ့နှစ်ချက်ကတော့ကစားသမားကိုခေါ်ရတဲ့အချိန်မှာဘာစီလိုနာအနေနဲ့ကွင်းလင်းတိုက်စစ်ကိုကစားနိုင်တဲ့သူတွေရှိနေပြီးသားဖြစ်တာကြောင့်သူ့ကိုမေးစားအသင်းကွင်းလင်းကိုထိန်းချောင်းပြီးမှဝင်ရိုးတယောက်ခေါ်တာပို့ပြီးတော့ကောင်းမယ်။ဒါမှမဟုတ်အသင်းမှာလိုအပ်နေတဲ့နေရာတွေကိုဖြန့်ပြီးတော့ခေါ်နိုင်ရင်ပူကောင်းမယ်လို့ယူဆခဲ့ကြပါရည်။ဒီအတိုင်းပဲအဲ့ဒီအချိန်မှာဘာစီလိုနာတို့အနေနဲ့ဘန်နာကြီးချက်နေနေတဲ့အချိန်ကြီးဆိုတော့ သူ့ငွေပုံပေးပြီးတော့ comment စာတခြားနေရာတွေကိုပြန်ဖြည့်စီခြင်းနဲ့ပြည်သက်တွေရဲ့ဆန္ဒပါနောက်ထပ်ချက်ကတော့ Omoa ဒဏ်ရာပြဿနာရှိပြီးတော့ခြေစွမ်းလေးတသက်မထင်မရှိတဲ့ကစားသမားဖြစ်တာအကြောင်းလို့ထောက်ပြကြပါရီတကယ်လို့ Omoa ရဲ့ဒဏ်ရာမတန်ကအရန်ကောင်းတဲ့အထင်မှမပါပါဘူးသူကအကောင်းဆုံးပုံစံဆိုရင်ခြေစွမ်းကောင်းသလောက်ရုန်းကန်ရပြီဆိုရင်အထက်ချတော်တော်လေးကိုကြွားပါရီ ဒါလေးနားလေလို့ရတဲ့ကိစ္စပါသူရဲ့ဂျန်ယာမတ်တန်းကဒီအခြေအနေနောက်ခံအကြောင်းရင်းမှာပြီးဂျန်ယာနဲ့ခြေစွမ်းတည်ငြိမ်မှုဟာတော်တော်ဆက်ဆက်ပါရီဂျန်ယာပြင်ပွဲပန်းနေတဲ့နေ့ပြန်လည်လန်းဆန်းမှုလုံးဝလေးစကားပြောပါရီဂျန်ယာရလာတဲ့ကစားသမားဂျန်ယာမတ်တန်းမကောင်းတဲ့ကစားသမားဒီမှာကအဲ့ဒီပြဿနာအများကြီးရှိတာပါဂျန်ယာလို့ဆိုလိုက်ရင်တကယ်နာနေတဲ့အချိန်လောက်ကိုပဲထည့်ထွက်လို့မရပါဘူးဂျန်ယာမတ်တန်းမကောင်းတဲ့ကစားသမားကြီးဆိုတာချမ်းခိုင်မှုလေးပြဖို့တော်တော်ခက်တယ်လို့ဆိုလိုတာဖြစ်ပါရီသူကချမ်းခိုင်မှုပြီးဆိုရင်တော့ခြေစွမ်းကလုံးဝကောင်းနေပြီမြင် ကျဲခိုင်မှုမပြည့်ဘူးဆိုရင်တော့ဘေကစားသမားမှဆေးရှိသလောက်မလုံနိုင်ကြတော့ပါဘူး။အဲ့ခါမှတော့ခြေဆန်းကချသွားပြန်ပါရီ။ဒါပေမဲ့အော်မိုလိုအည်သွေးဘောလုံးညံ့နေကစားသမားပြန်လာမှာပါ။အဲ့လိုပြန်လာတဲ့ကြောင့်လေအချိန်ချိန်သက်တည်ပြချားပြီးသားဖြစ်ပါရီ။သူ့ရဲ့ကျဲခိုင်မှုပြန်ပြည့်တာနဲ့သူ့ရဲ့အကောင်းဆုံးပုံစံတိုင်းပဲပြန်ပြီးတော့ကစားပေးနိုင်မှာဖြစ်ပါရီ။အဲ့တော့ကျဲခိုင်မှုအားနေသွားရင်ထင်ရအသေးစားနေနဲ့ရုန်းကန်နေရရင်လည်းပြန်ချသွားနိုင်ပါရီ။ဒါပေမဲ့ခြေဆန်းမတည်ငြိမ်လာလို့ခေါ်တာပါ။သူ့အည်သွေးရပြဿနာမဟုတ်ပါဘူး။